အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်16ရက်6လ2025ကနေ25ရက်6လ2025အတွင်းမှာကြုံလို့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်စာကာလမှာကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေအဲဘလိုကံရလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဲကျမ်းမာရေးအစပြောကြပါဆိုပြန်နော်အရေးကြီးလို့ပါ ဲကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေဒီကာလမှာကျမ်းမာရေးအညံ့အခိုက်လေးတွေရှိတဲ့တချက်လေးဂရုစိုက်ပေးစေချင်ပါတယ်ဗျာနော်အဲအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးညံ့ခဲ့လို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့အမျိုးသားတွေဆိုရင်ကြောက်ကနေပတ်သက်တဲ့ယောဂါလေးတွေအဖြစ်များတယ်တဲ့အဲကြောက်ကဖြစ်ရင်ဖြစ်မဖြစ်ရင်တော့မှဟာကြောက်တဲ့တာမျိုးလေးတွေဖြစ်တယ်တယ်နော်အဲသတိထားပေးပါဂရုစိုက်ပေးဖို့အရေးကြီးတယ်ခါနာလေးမဲ့၆ရက်တွေပါနေနာမယ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်တွေပေါ့လေကြွက်တတ်တာမျိုးတွေအကြောအချင်းတွေနာကျင်ကြိုက်ခဲတာလေးလံတာလေးတွေဖြစ်တတ်တယ်နောက်ဒါအပြင်ပေါ့လေ ်အမျိုးသမီးတွေဆိုရင်ထပ်ပြီးတော့ဂရုစိုက်ပေးစေချင်တာကအမျိုးသမီးယောဂါသွေးသားတို့အဲမိရသွေးစုံတို့စသည်အဖြစ်ပေါ့လေတအိန်တို့အဲ့ဒါမျိုးနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့အခါကျန်းမာရေးလေးတွေက မလန်းမဆန်းဖြစ်တတ်တယ်ပေါ့လေအနာနဲ့ဆင်းတဲ့မတိုးတာလေးတွေဖြစ်တတ်တယ် အဲစီအောင်စီကန်းလေးတွေသွားတဲ့အနေထားမျိုးလေးတွေကြောင့်ဝတ်တဲ့အကြီးကြီးမားမားခန္ဓာပြက်ကင်းရလို့တော့ကျွန်တော်မပြောလို့ဘောလေဒါကတူတူရချင်းစားတာပေါ့မူတည်တာပေါ့ရေပြူရအဖြစ်တော့ဒီတစ်ပတ်ကာလမှာကျမ်းမာရေးအညာအခက်လေးတွေဖြစ်တတ်တယ်စီအောင်စီကန်းပြေးရတာမျိုးလေးတွေဖြစ်တတ်တယ်เนาะအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးအထူးဂရုစိုက်ပေးပါကျမ်းမာရေးညာလို့စီအောင်စီကန်းတွေပါလေပြမယ်ဆိုရင်စနေသားသမီးဆရာဝန်နဲ့ပြပါဗျာเนาะအနာနဲ့စင်းနဲ့အမြဲဆုံးအဲတတ်တာပြောက်ခွင်းတာပေါ့လေနောက်စေုံစည်းကမ်းနံပါတ်ကစနေနေ့နဲ့ပါတဲ့စေုံစည်းကမ်းတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီကိုအဓိကထားပြီးပြရင်ပို့ပြီးကောင်းပါတယ်ဗျာနော် အစားအစာတွေပါတွေစားတဲ့အခါမှာဒီကာလမှာတော့အဓိကအဖြစ်အဲဝတ်သားလုံးဝစားလို့မရဘူးဖြစ်နိုင်လို့ရှိရင်ကျွန်တော်သဘောရတော့ခြေလေးချောင်းသားလေးခဏလောက်ရှောင်လိုက်ရင်ပို့ပြီးတော့အားကောင်းပါတယ်ဗျာနော်အဲ့လေးရှောင်ပြည့်စင်ပို့ပြီးတော့အဆင်ပြေမယ်နော်အဲကျမ်းမာရောပြီးပါပြီနောက်အလုံးနဲ့ပတ်သက်ပြီးဟောပြခြင်းနဲ့အဲဝင်ခန်းလေးကိုအကြံပေးခြင်းနဲ့အလုံးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာအလုံးထွက်ခြင်းနဲ့စိတ်လေးတွေတအားပေါ်တတ်တယ်နော်အကြောင်းအကြောင်းကြောင့်လေမနဲ့မုံလေးအရာထားတာနဲ့အလုံးသွားခြင်းတည်းမရှိတော့ဘူးလက်ရှိလောက်ကနေထွက်ခြင်းပြောင်းခြင်းရွှေ့ခြင်းနဲ့စိတ်လေးတွေတအားပေါ်လာတတ်တယ်ဗျအဲ့တော့တော်တော်လေးတော့ဂိူးဆက်ကမှာပေါ့လေ ထွက်လို့ပြောင်းလို့နောက်လို့တစ်ခုပြောင်းလားဆိုရင်အလွယ်တကူမကောင်းတဲ့အတွက်မပြောင်းစီခြင်းကိုကျွန်တော်တို့ကတခုတော့ရှိပါတယ်လက်ရှိလောက်ကထွက်ပြီးတော့ကိုပိုင်စီဝိုင်းလေးတစ်ခုစတင်အကောင့်ထဲပုံမယ်လုံနိုင်တဲ့အနေအထားရှိတဲ့သူဆိုရင်တော့အဲကိုပိုင်စီဝိုင်းလေးလုပ်ပေါ့လေအဲ့ဒါဆိုတော့ထွက်ပါအဲ့လိုမှမဟုတ်ဘူးသူတစ်ပါးအလုပ်ပဲဝန်ထမ်းလုပ်ပဲထပ်ပြီးလုပ်ရမယ်ဆိုတဲ့သူတွေကတော့အဲဒီကနေ့မှလက်ရှိအလုပ်ကပင်မတော့အကျိုးခံစားဝင်မရတာအရန်ပင်မနဲ့ပင်မတဲ့ခါမှာလူတယောက်တည်းပင်မလူခန္ဓာကိုယ်တစ်ခုပဲပင်မနာမဟုတ်ဘဲနဲ့စိတ်ပင်မလူပင်မဖြစ်တဲ့ အဲဖိအားပေးခံရတာလေးတွေမဖြစ်နိုင်တဲ့အရာကြီးတွေတောင်းဆိုခံရတာလေးတွေဖြစ်တတ်တယ်အထူးသဖြင့်ဝန်ထမ်းတွေပို့ဆိုတာပေါ့လေအထက်လူကြီးရဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကြီးတွေဖြစ်တဲ့အခါအောက်လက်ငယ်သားတွေကလည်းမလုပ်ချင်တာတွေစန့်ကျင်တော်လာတာလေးတွေဖြစ်တော့အထက်အောက်ကြားထဲညှက်သွားတာလေးတွေဖြစ်တတ်တယ်နောက်ဆုံးအဲစိတ်တွေပါအရန်လေပြီးရှုပ်ထွေးပြီးတော့ထွက်ချင်တယ်ဒါပေမဲ့အလွယ်တကူလည်းထွက်လို့မရဒါမျိုးတွေဟာအစားဖြစ်တတ်တယ်နောက်တစ်ခုကျွန်တော်ထပ်စိတ်ပူတယ်အဲဝန်ထမ်းတွေကမှအစိုးရဝန်ထမ်းတွေဆိုရင်ဒီဒီကာလမှာပေါ့လေတခြားနေရာတစ်ခုခုကိုအပြောင်းအရွှေ့ခံတတ်တဲ့ကိစ္စတွေမှာပါတယ် ကောင်းသောပြောင်းရွှေ့ခြင်းပြောတော့မဟုတ်ဘူးပေါ့လေနော်အဲ့လောက်ကတော့ဒီပါလိုက်မယ်အဲရုပ်ပုတ်ကပုတ်ကဝန်ထမ်းတွေကတော့ဒီကလာမှာလက်ရှိအလုပ်တွေပဲလုပ်ပြီးပါအဲပြောင်းတာထွက်တာလေးတွေမလုပ်ပါနဲ့ဗျာနော်အများကြီးတက်တာပါတယ်သူကတော့လေအကိုပိုင်စီဝိုင်းတွေပါလေလုပ်မယ်ဆိုလို့ရှိရင်လေဒီကလာမှာစိုင်းတွေပါလေဖွင့်စေခြင်းလည်းကျွန်တော်တို့သွားပါဗောလေအဲ့တော့ဘာစိုင်းတွေဖွင့်နိုင်လဲဆိုတော့အကြိမ်မြန်တက်နိုင်လို့ရှိရင်တော့စံဆိုင်တို့စီဆိုင်တို့ဆေးဆိုင်တို့စက်ပစ္စည်းရောင်းတာတို့စားတောက်ဆိုင်တို့ဖွင့်တာအမှန်အကျိုးပေးတယ်ဗျာနော်ပြီးတော့အဝတ်အထည်ထိပနာအထည်လိုက်တွေရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေအရန်အကျိုးပေးတယ် အရင်ဒီကြီးကြီးမားမားမရှိအောင်ဘေးတော့ပဲရအောင်ဗျာအကျိုးပေးပါတယ်ဗျာနော်လုတ်ဖြစ်အောင်လုတ်ပါနောက်ဟိုအတက်ပညာကိုဦးစားပေးတဲ့သူတွေဆိုရင်ဒီကလာမှာအဲဘယ်လိုပြောမလဲကိုပိုင်ကျောင်းတွေပါတယ်ထောင်အရင်အကျိုးပေးတယ်ဗျာနော်ကိုပိုင်ကျောင်းတွေပါတယ်ထောင်ပညာရေးနဲ့ပတ်သက်တဲ့သင်တန်းတွေပို့ချအမှန်အအကျိုးပေးတဲ့ကာလလုတ်ခေါ်တယ်အဲ့ဒီလုပ်ငန်းတွေမှာယင်းနှမြုံနှံပြီးလုပ်ရင်တင့်တော်ပါတယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့လေဒီကလာမှာငွေကြေးကံလေးတွေကအကောင်အဆိုးလေးတွေရောနေတယ်လက်ပိတ်တဲ့ကိန်းထဲမှာတော့လုံးဝမပါဘူး ငွေကြေးလေးတရားပို့ပြီးတော့ဝင်လာတတ်တဲ့ကိန်းရှိတယ်ဒါပေမဲ့လေအဲ့ငွေကြေးဝင်လေဆိုတဲ့ခါမှာလဲပါဇက်အခေါ်လူကြားကောင်းတာအခေါ်ပေါ့ဘဏ္ဍသိန်းဘဏ္ဍသိန်းဝင်ပါတယ်ဘဏ္ဍသောင်းဝင်ပါတယ်ဒါလျှောက်ပြောတာပါလက်ထဲရှိလာမင်းဒီဘက်မှလည်းမရှိဘူးအဲ့လိုဖြစ်လိမ့်မယ်အဲ့တော့လူများအထင်ကြီးတာပေါ့လေဆိုတော့ကိုမှာတော့ကိုပဲသိတာပေါ့လေရှိမရှိဆိုတော့အပေါင်းအချင်းမှာကိုကမရှိဘူးပြောလေဘယ်သူမှမယုံဘူးလက်မခံဘူးဆိုတဲ့အနေထားဖြစ်တတ်တယ်တကယ်ရှိလားဆိုတော့လည်းမရှိဘူးဒါပေမဲ့အဝင်ထွက်တွေဖြစ်နေလိမ့်မယ်ပေါ့လေလိုက်ပြီးဖမ်းဆုပ်လို့မရတဲ့အနေထားလေးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်တော့အဲကျွန်တော်တို့ကတော့လက်ထဲပတ်စံမထားစီတင်ဘူးပေါ့လေ အမြင်တွေပါလေဝန်နိုင်နေဆိုဝယ်တိုက်ခန်းတွေပါလေဝန်နိုင်နေဆိုဝယ်အဲ့လိုမျိုးကြီးကြီးမားမားဝန်နိုင်တဲ့အနေထားရှိရင်အိတ်ထက်တက်ကိုရင်းနှီးမြှုပ်နှံပြီးလှုပ်လိုက်ပါအဲ့ဒါဆိုတော့အဝင်တော်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးလက်ထက်ထားမယ်ဆိုရင်အဲပတ်စံမဝင်သေးဘူးဒီကကုံမှုအကြောင်းကြောင့်ထိုင်ဆောင်နေတာမျိုးတွေတွေသွားဖြစ်တယ်တော့လေအထူးသတိထားပဲပြီးတော့ပြပရောက်နေတဲ့အဲသူတွေရှိတယ်ဗောလေအဲ့လိုမျိုးရှိလဲဆိုရင်အလုပ်လုပ်တဲ့ခါမှာခက်ခဲမှုပြင်မမှုတွေတွေကြုံလာမှအန်ကျိသိခံပြီးလှုပ်ပေးပါဗျာနော်ပြောင်းတာရှုတာလေးတွေမလုပ်ပါနဲ့အရေးကြီးလို့ပါဘာကြောင့်လဲဆိုတော့အနောက်ကိုလက်ကြည့်လိုက်တဲ့ခါမှာ အနောက်မှာလည်းကြောပဲရှိပြီးတော့လေမိသားစုတွေကတယောက်တစ်ပေါက်အမျိုးမျိုးနဲ့အစင်မပြေမှုလေးတွေပဲကြုံရတဲ့အာတင်နာမှာကိုအာတင်နာမှာရမယ်ဆိုတဲ့အနေထားလေးတွေဖြစ်တဲ့အတွက်ဂယူဆိုင်ပေးပါဗျာနော်ပြီးတော့ပညာရေးနဲ့ပတ်သက်ရင်တော့တလင်းလာသားသမီးတွေကိုဒီကလာမှာကျွန်တော်ဝန်တာတယ်ပညာရေးကံအမရံကံကောင်းတဲ့ထဲမှာပါတယ်သင်တန်းတွေတွေထက်တက်တာလည်းကောင်းတယ်ပညာရေးစီးပွားလို့ကောင်းတယ်ဗျာနော်အဲရတုတို့တွေပါတွေဖြည့်ပြရှိတယ်ဆိုလည်းဖြည့်ပါဖြည့်တဲ့ဆောင်ဝန်းမှန်တွေမှာဒီကလာမှာအောင်မယ်ဆိုတဲ့ကိစ္စမှာပါတဲ့အတွက်ဝန်တာဖို့ကောင်းတယ်ဗျာနော်အချစ်အိမ်တော်ရေးနဲ့ပတ်သက်ရင်တော့မကောင်းဘူးပေါ့လေ အဲအမျိုးသမီးတွေဆိုတော့ဒီကလာမှာအိမ်အောင်ရှိတာတို့ချစ်သူရှိတာတို့ဆိုကွဲတယ်ပြတ်တယ်တတိယတယောက်ပေါ်တယ်အဲကွဲတယ်ပြတ်တယ်ဆိုတဲ့အခါမှာလည်းတတိကြကြကြီးပြတ်ပြတ်သားသားကြီးတစ်ချက်တည်းကွဲအောင်မျိုးမဟုတ်ဘဲနဲ့ရှုပ်ချက်ခတဲ့အနေထားကြီးနဲ့ရှစ်တဝကနောက်ဆုံးဝကအနေထားကြီးအစားအများကြီးကြုံရတော့တယ်လေတစ်ချက်လေးတော့ဂယူဆိုင်ပြီပေါ့ကိုပတ်သက်တဲ့ချစ်သူအိမ်အောင်ဘက်ကတနင်္ဂနွေတို့ဘုတ်တခုတို့ဖြစ်ခဲ့ရင်ပို့ဆိုးတယ်ဗျမျက်နှာဆိုင်လိုက်တာနဲ့စကားများရံဖြစ်တာတွေကရောက်တစားဖြစ်တာတွေကိုကိုယ်တိုင်အိမ်ဘဝဆင်းဆင်းမဆင်းသူကအိမ်ဘဝဆင်းဝါတာကြီးအစားဖြစ်တတ်တယ်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းတယ် ဲမှာရုတ်တရက်တချို့တွေကြတော့မမျောနိုင်မနဲ့အိမ်တော်တွေပါလေရုတ်တရက်ထကြတက်တယ်ဗောလေတခုတော့ရှိတယ်ဗျဒီကလာမှာကြားတဲ့အိမ်တော်ဒီမိဘတွေနှုတ်နှစ်ဖက်မိဘတွေညီကိုမောင်နှမတွေစန့်ကျင်ကန့်ကွက်တဲ့ကြားတွေကနေကြားတဲ့အိမ်တော်ကြီးမျိုးတွေဖြစ်တတ်ပြီးတော့နှုတ်သဘောတို့နားလည်မှုနဲ့အတူတူနေလာရတဲ့အမင်္ဂလာမြောက်တဲ့အိမ်တော်ကြီးမျိုးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်ခင်မမြဲပဲနဲ့ရေရှင်မှာကွဲတာမျိုးတွေဖြစ်တတ်တော့အခြေအိမ်တော်ကြီးဒီကလာမှာအထူးသတိထားပါဖြစ်နိုင်လို့ရှိရင်တော့ချစ်သူမရှိတဲ့သူတွေဖြစ်ခဲ့မယ်ဆိုရင်တော့ဒီကလာမှာချစ်သူခင်သူတွေဝင်လာခင်လက်မခံဘဲနဲ့ ဟိုဒုက္ခတွေကိုလက်မခံတာနဲ့အလားသနာအတူတူပဲပေါ့လေဝင်လိုက်လို့ဟိုလက်ခံလိုက်လို့ရှိရင်တို့တွေအနောက်ဆက်တွေအပူတွေဒုက္ခတွေပါတခါတည်းပါဝါတက်တယ်ဗျာနော်တစ်ချက်လေးတော့သတိထားပေးပါဗျာနော်အဲ့တော့ဇွန်လ19ရက်20 21ရက်22ရက်25ရက်အဲ့ရက်တွေကအမရန်ကံကောင်းတဲ့ရက်ထဲမှာပါတယ်နော်ပြဿနာအခက်အခဲတွေမှန်တယ်များအားလုံးကိုဖြေရှင်းနိုင်သွားရှိလိမ့်မယ်ဗျာအခွင့်အရေးတွေအများကြီးပေါ်ပေါက်လာလိမ့်မယ်ငွေကြေးကိစ္စစီးပွားကိစ္စတွေကစောင့်သမျှထုံထုံမပေါက်အောင်မြင်လိမ့်မယ်တခြားသူတွေမရနိုင်တဲ့အခွင့်အရေးတွေကိုအိတ်ကာလမှာရရှိလိမ့်မယ်ဗျာနော် အထူးသဖြင့်ဂျာလာရိတ်သားသမီးတွေကိုအကြောင်းပြုပြီးဖြစ်စေစနေသားသမီးတွေကိုအကြောင်းပြုပြီးဖြစ်စေစီးပွားဥစ္စာတွေတိုးတက်လိမ့်မယ်အဲခီးသွားတဲ့ခီးဝေခီးနီးရက်ဝေရက်နီးပြည်ပနိုင်ငံများအထိပါသွားရတဲ့ဂိမ်းတွေမှာရှိတယ်။သွားကြရင်လည်းအဆင်ပြေတယ်အောင်မြင်တယ်ပေါ့လေ။အဲတံမိုးကြီးတဲ့မြေဝင်နာတို့အမွေအနှစ်ရတာမျိုးတွေအားစရရှိပိုင်ဆိုင်တဲ့ကိစ္စတွေမှာပါတဲ့အတွက်အမရန်ကောင်းတယ်ထူခြားတဲ့အောင်မြင်မှုတွေရတဲ့ကာလလို့ခေါ်တယ်ကနော်။ဇွန်လ23 24အဲ့ရမှာတော့ရန်အတိုက်ခိုက်လေးတွေပြဿနာလေးတွေဖြစ်တဲ့အိမ်တွေစုစုညံညံပူပူညံညံလေးတွေဖြစ်တဲ့ မိသားစုအတွက်စိတ်ပင်ပန်းလူပင်ပန်းလေးတွေဖြစ်တတ်တယ်ပြီးတော့ကိုယ်စိတ်ကလည်းလေဒီရက်ပိုင်းတွေမှာစိတ်ကလေးမကြည်တာလေးတွေဒေါသထွက်လွယ်တာပောက်ကွဲလွယ်တာလေးတွေဖြစ်တတ်တယ်သတိထားနော်အထူးသဖြင့်တနင်္ဂနွေတာသမီဘုဒ္ဓကုတာသမီတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်သောကလေးတွေရောက်လာတတ်တယ်ဝတ်သားလေးလက်ဖက်လေးအာလူးတွေပါတယ်စာမီးရဲ့နောက်ပိုင်းကျမကြီးအညံ့လေးတွေကြုံတာဆေးရုံစေကံပြေးရတာဒါမျိုးတွေအစားသွားဖြစ်တတ်တော့အစားအစာလေးတွေလည်းမစားနဲ့နော်တချို့အဲ့ရဲ့ပိုင်းမှာရှိတဲ့ရှိတဲ့ပစ္စည်းလေးတွေခဏတစ်ခုဖြစ်စေအပေါင်ခံရဝါဒတွေရောင်းထုတ်လိုက်ရတာလေးဖြစ်တတ်တယ်သတိထားပါဗျာနော် ဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြေအဝရအောင်အညိုရောင်အနက်ရောင်မိခိုးရောင်အဝါရောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးစွဲပေးပါဒါအပြင်တစ္ဆဝန်ရောင်စုံဂန္ဓမာပန်းရောင်စုံအဲဗရိမနိုင်ပန်းမင်မြုပ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတာပဲဖြစ်ဖြစ်နေရင်အဲ့ကနေမှအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးစွဲပေးပါအဲကျွန်တော်မိတ်ဆွေတင်းလာတာသမီးတွေပေါ့လေအဲဒီတစ်ပတ်ကလာမှာဘလူးကန်ဒီအဲကြုံရတဲ့ဒီအညာခိုင်လေးတွေပြေပြီးတော့ပေါ့လေကောင်းတဲ့ကန်လေးတွေပို့ကောင်းဖို့အတွက်ရရရလေးတော့ချီရမှာပေါ့လေ ဲ့တော့ရေရီယာနေနဲ့မလုပ်ကမယ်ဆိုတော့မိဘဆရာသမားတွေဖြစ်စေတက်ကြီးရော်တွေဖြစ်စေပေါ့လေအဲနောက်ဆုံးရဟန်းသံဃာတွေရာအစပေါ့လေအဲ့ဒါတွေကိုပဲပလာတာလေးအဲဒါနာပြုလူတန်းကျွေးမွေးပေးပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေပြေဝလာလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညံ့လေးတွေကင်းကျင်နေဆိုရင်စာကလေးငှက်လေး၃កောင်လွတ်ဖြစ်အောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုတော့အညံ့လေးတွေကင်းပြီးအဲနောက်ဆုံးစိတ်မှဖြစ်နေတဲ့အညစ်အကြေးတွေစိတ်ရှုပ်စရာတွေအစလွတ်လပ်မှုပေါ့ပါမှုတွေတွေလလန်းဆန်းဆန်းလေးတွေဖြစ်ပြီးအမားမှန်တွေအစ ခေါင်းအေးလေးထားပြီးတွေ့တွန်းနိုင်တဲ့အနေအထားတွေအားစာဖြစ်လာပါလိမ့်မယ်။တနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။